င်္ဂလာပါမင်္ဂလာပါမိတ်ဆက်ပေးပါအာကျွန်တော်အသက်ကတော့20ရှိပါပြီကျွန်တော်တန်လင်းမြို့နယ်ရနေပြီးလာပြိုင်လာပြီဖြစ်ပါတယ်ဟုတ်နာမည်နာမည်ကတော့နာမည်ကဟမ်မင်းထပ်ပါကျွန်တော်နာမည်ဟုတ်ဘယ်လိုစိတ်ကူးလေးနဲ့လာပြိုင်ဖြစ်တာလဲအာကျွန်တော်အဲ့လိုမျိုးတခြင်းနေဆိုရတာကြိုက်တယ်ဗျာအဲ့လိုမျိုးဟောဒီမှာလာပြိုင်တာအဲ့လိုမျိုးဗျာအဲ့လိုမျိုး အေးမောင်လေးရပြီနော်အမသဘောပေါက်ပြီနော်အဲ့လိုမျိုးပေါ့ဟုတ်ပြီအဲဘယ်လောက်ထိပြင်ဆင်လေးကျင်လာလဲတရှင်းနေကျောင်းအားတဲ့အချိန်တိုင်းတော့အဲ့လိုမျိုးမြေတန်းတရှင်းနေပဲရောဆိုနေရပဲအိမ်မှာတော့အဲ့လိုမျိုးလက်ရှိဘာလုပ်နေလဲအဲ့လိုမျိုးဘာအဲ့လိုမျိုးရေဟုတ်ကဲ့ဟုတ်ကဲ့လက်ရှိကတော့ကျောင်းဟိုအိမ်မှာပဲနေနေဘာမှတော့မလုပ်ဘူးအာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအဲ့လိုမျိုးအေးရောအပေးလားအေးရောအားပေးတယ်အဲ့လိုအနေနဲ့ပေါ့အဲ့လိုမျိုးပဲပေါ့ဟုတ်ကဲ့ တော့စိတ်ဖီယာဖီယာတွေများနေမှာဆိုလို့အမလည်းလိုက်နောက်ပေးတာပါအာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးပဲပေါ့ပါရှင်းလေးနဲ့ပြိုင်မလဲကျောင်းကကိုစိုးခန့်ရဲ့အဲ့လိုမျိုးအပြစ်မိဘူးအာငါကြီးရောမီးနုမီညာအနုမီညာနာမည်ကိုအဲ့လိုမျိုးလို့ပြောမိလားအမကြီးရောမီးဖြီးမရတချင်းတချင်းဟိုကကို อยู่มาเทพโยเนี่ยเนาะตะชิตะชิမဲဆိုင်ရဲ့ဟိုအတိတ်တန်းဖြစ်ဒီမှုတခြင်းလေးဆိုချင်ရတယ်ရတယ်အဲ့လိုလေးကြားချင်တယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့ဟုတ်တယ်

哎，你哭写，血了呢，别问我呢。<music> ုံးခါပဲချမ်းစီရမယ်နောက်တစ်ခါဆိုလို့ရှိရင်တော့ထပ်ပြီးတော့မဆိုးလို့မရတော့ဘူးเนาะအဲ့ဒါလည်းရှိရဲ့ဟုတ်ဆိုးကြည့်ရအောင်ဒူဒါလေးညင်လေးဆိုဒူဒါလေးညင်ဒူဒါလေးညင်ဆိုကြည့်လိုက်ရမလားအတိုင်းလေးလိုက်ညင်ကြည့်လိုက်ဒူဒူဒါလေးညင်လေးဆိုကိုဟာလေးညင်ချီလို့ intro ကနေစပြီးဝင်အရှိမခေါ်မယ်မခေါ်ဘူးတဲ့အကြောင်းဆိုရတော့မယ်ဒီတရားကတော့ အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပါဒီတစ်ခါကတော့ဒီတစ်ခါကတော့အဲ့လိုမျိုးနှုတ်ဆက်ချင်ပါသေးတယ်လို့ပြောချင်တယ်တော်ရဲ့သားနဲ့ကိုနော်ဆွဲဆိတ်ချင်လိုက်တာလက်ကလေးကို